ုကပတ်တော်သွားခင်လေးမှာပြန်လည်ပြီးခမဆူတောင်းစကန်နိုင်ကြပါစို့တန်ရှင်းနဲ့ပြားနာမတော်ချီးမွမ်းတယ်ကိုတော်ဒီနေ့ကိုရဲနှုတ်ကပတ်တော်ကိုတာဝန်ငါတော်မယ်ခါမှာကိုတော်တာဝန်ငါချင်းထက်ကိုတော်တကယ်ပဲကြားနာသူရောက်စီတဲ့အတွက်ကောင်းချီးမင်္ဂလာဖြစ်နေရလို့ငါကိုတော်တာရဲ့နှုတ်ရှော့ဇက်ကိုလည်းတုံပြူပေးတော်မူပါကိုတော်တာကိုတုံပြူပေးမှာကိုတော်တာသမီးရောက်စီတိုင်းကိုကိုတော်စကားပြောပြီးတော် ယေရှုတော်ပေါ့ကိုချီးမွမ်းလေယေရှုနာမဖြစ်ဆုတောင်းဆက်ကန်နိုင်ကြပါဘုရားသခင်အာမင်ဆိုတော့ဒီကနေ့မှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ရွေးချယ်ထားတဲ့ဂျမ်းပိုက်ကတော့ဆာလန်ဂျမ်း119ကိုအပိုင်ငယ်ကိုဖြစ်ပါမယ်လို့ဆာလန်119ကိုအပိုင်ငယ်ကိုလူပြိုဒီမိမိသွားတော်လန်ကိုပဲသူတန်ရှင်းစေနိုင်မည်ဟုမူကနှုတ်ကပတ်တော်အတိုင်းတရေပြုရမည်။တော့အဲ့မှာကျွန်တော်လူပြိုဒီဆိုတာထက်လေ ဒီဖရာရဲ့သားသမီးဆိုတာကိုပုံပြီးမှထည့်လိုက်စေချင်တယ်เนาะဖရာရဲ့သားသမီးမိမိတွားတော်လာယုံကြည်သူဖရာရဲ့သားသမီးအယောက်စီတိုင်းကမိမိတွားတော်လန်းကိုအဘယ်သို့တန်ရှင်းစေနိုင်မည်နည်းကုမူကနှုတ်ကပတ်တော်အတိုင်းတတိပြုရမည်လို့ဖော်ပြပေးထားပါတယ်ဆိုတော့အဲ့ညမှာဖရာရဲ့သားသမီးစိတ်မှန်နဲ့ဖရာရဲ့သားသမီးမှန်တဲ့ညကကျွန်တော်အသက်တာလောကမှာတက်ရှင်တဲ့လူတိုင်းက ကျွန်တော်တို့ဘလို့အနေနဲ့လောကမှာတွာလာထုတ်ရှားရမလဲဆိုဘုရားရဲ့နှုတ်ကပတ်တော်အတိုင်းပဲကျွန်တော်တို့ကတွာလာလှုပ်ရှားမှသာလင်းမဖြစ်မလဲဆိုဘုရားနှုတ်ကပတ်တော်ကတန့်ရှင်းစေနိုင်သောအသက်တာရရှိမှာဖြစ်တယ်ဆိုတာကိုဒီမှာဘုရားရဲ့နှုတ်ကပတ်တော်ထဲမှာပေါ်ပြပေးထားတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်နှုတ်ကပတ်တော်အတိုင်းကျွန်တော်တို့ကနေ့စဉ်နဲ့နေ့တိုင်းကြီးထွားရင့်ကျက်တော်သူများဖြစ်ဖို့သိပြီးခါမှာအရေးကြီးပါတယ် အကြောင်းဘုရားရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသက်တာထဲမှာပြန်ပြီးခါမှာဆင်ခြင်ကြည့်ပါဒီခန္ဓာကိုယ်ကြီးချမ်းမာဖို့အတွက်ကိုတစ်နေ့၃ချိန်အစာစားတယ်လို့အတွဲလူလို့ခေါ်တဲ့အထဲမှာထာဝရအသက်ရှင်မဲ့ဘုရားရဲ့လူထာဝရအသက်ရှင်မဲ့ဘုရားရဲ့လူတန်မာကြီးထွက်ဖို့အတွက်ကဘယ်တိုင်းကျွန်တော်တို့ကလိုက်လျှောက်ဖို့လိုတယ်ဆိုဘုရားရဲ့နှုတ်ကပတ်တော်နေညမပြဆင်ချင်အောင်မိတော်သူများဖြစ်ဖို့ပြန်ရှင်ကလိုတော်ရှိတာဖြစ်တဲ့တို့ပြန်ရှင်တာရုပ်ဘုံကြည့်ပါစေ။ အကြောင်းဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးဒီကနေ့မှာကျွန်တော်တို့ယုံကြည်သူဖြစ်ရခြင်းကိုကျွန်တော်တကယ်ပဲဝမ်းမြောက်ပြီလားကျွန်တော်တို့ရဲ့အတ္တတာထဲမှာတကယ်ပဲယုံကြည်သူဖြစ်ရခြင်းဘုရားရဲ့သားသမီးဖြစ်ရခြင်းကိုတကယ်ပဲဝမ်းမြောက်သလားဆိုတော့မိမိရဲ့တတ္တမှာပြန်လည်ပြီးခါမှာစင်ချင်ဖို့ကျွန်တော်ဒီကနေ့ခွန်အားပေးချင်ပါတယ်အဲ့ဒါကြောင့်ပဲဆာလန်ဆီယာကြီးကတော့ကောင်းကောင်းတဘောပေါက်တယ်တရား39အပိုင်ငယ်ကိုမှာ လူပြိုသည်မိမိသွားသောလမ်းကိုအဘယ်သို့တန်ရှင်းစေနိုင်မည်ဟုမကနှုတ်ကပတ်တော်အတိုင်းသတိပြုရမည်။ဘာဖြစ်လို့ဒီမှာနှုတ်ကပတ်တော်လို့ပေါ်ပြပေးထားတယ်လဲ။ဘာလို့ညာပညာလို့မပေါ်ပြပေးထားတယ်လဲ။ဘာဖြစ်လို့အသိတော်လို့မပေါ်ပြပေးထားတယ်လဲ။ဘာလို့သင်အုပ်ဆရာတွေလို့မပေါ်ပြပေးထားတယ်လဲ။ဘာလို့လောကစကြဝဠာကြီးရဲ့ဘွဲ့တွေလို့မပေါ်ပြပေးထားခဲ့နဲ့။ဘာဖြစ်လို့လူပြိုသည်မိမိသွားတော်လမ်းကိုအဘယ်သို့တန်ရှင်းစေနိုင်မည်ဟုမူကား အဲ့မှာလူပြိုလူပြောတဲ့နေရာမှာကျွန်တော်တို့ယုံကြည်သူလို့ထည့်လိုက်လို့ဆိုယုံကြည်သူဟာမိမိသွားတော်လမ်းကိုအဘယ်သို့တန်ရှင်းစေနိုင်မည်ဟုမူကားသုံးကပတ်တော်အတိုင်းကျွန်တော်တို့သွားရမှာဖြစ်တယ်လို့ဖော်ပြပေးထားတယ်။အကြောင်းဖရားရဲ့သားသမီးဖြစ်လာပြီဆိုရင်ကျွန်တော်သွားတဲ့လမ်းကြောင်းတိုင်းကတန်ရှင်းစေနိုင်ဖို့အတွက်ကဒီဂရီရမှာမဟုတ်ပါဘူး။အယံချမ်းတာကြွယ်ဝမှာလားမဟုတ်ပါဘူး။ ျွန်တော်တို့မစ်ရှင်တာဒနာကြီးကြီးမားမားကြီးကြီးကျွန်တော်လုပ်ပါလားမဟုတ်ပါဘူးဖယားသခင်ကပြောထားတဲ့သူ့ရဲ့သားသမီးတွေကတန်ရှင်းစွာအသက်ရှင်ပြီးမှသူတို့စူတောင်းတဲ့အရာတိုင်းကိုရနိုင်ဖို့တခုတည်းသောနည်းလမ်းကပါလေဖယားရဲ့နှုတ်ကပတ်တော်အတိုင်းတရီးပြုပြီးခါမှသွားရမယ်ဆိုပြီးခါမှပေါ်ပြပေးထားပါလေဖယားရဲ့နှုတ်ကပတ်တော်60နဲ့6အုပ်လုံးလုံးကိုကျွန်တော်ကနေတိုင်းဖတ်ပြီးခါမှ ဖယားရဲ့အတန်တော်ကိုကြားပြီးနေ့စဉ်နဲ့နေ့တိုင်းအတိတ်သောနေ့ရက်မှာအတိတ်သောဗျာဒိတ်အဖြစ်ရှောက်လန်းတဲ့ဖယားရဲ့သားသမီးတွေဖြစ်ဖို့အတွက်ကိုဖယားရှင်လိုတော်ရှိတာဖြစ်တယ်။ထိုဖယားရှင်သားရဲ့ဘုန်းကြီးပါစေ။အားကြောင့်ဖယားကိုချစ်တဲ့ဖယားရဲ့သားသမီးတွေကျွန်တော်ဒီကနေ့ prayer tower မှာပါဝင်တဲ့ဖယားရဲ့သားသမီးတွေဒီကနေ့မှာကျွန်တော်ယုံကြည်သူဖြစ်ရတဲ့ဖယားရဲ့သားသမီးဖြစ်ရတာကိုတကယ်ပဲဝါကြွားပြီ ကျွန်တော်ဘယ်လိုအသက်ရှင်ရမလဲရှင်ရင်းကိုဘယ်လိုအသက်ရှင်ရမလဲဘယ်လိုလှုပ်ဆောင်ရမလဲဆိုတော့တမာကျမ်းစာထဲမှာအသေးစိတ်နဲ့ပေါ်ပြပေးထားတာဖြစ်တယ်။ online ကနေနားထောင်နေတဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသက်တာကိုတိုင်ရှင်းစွာရှောက်လန်းနိုင်ဖို့အတွက်ကဘာလို့အတလဲဘုရားရဲ့နှုတ်ကပတ်တော်တစ်ခုတည်းပဲရှိတယ်။ကျန်တဲ့နီလာနေမရှိဘူးပညာအရန်ကောင်းပါတယ် တိတ်ပတ်အတက်တည်းအရာမဲ့ကောင်းတယ်ဒါပေမဲ့အဲ့အရာအားလုံးရအကောင်းဆုံးသောအရာကဆာလန်ဆရာကြီးကပါဖော်ပြပေးထားတဲ့ဖရာရဲ့နှုတ်ကပတ်တော်အတိုင်းတတိပြုရမယ်နှုတ်ကပတ်တော်ကဘယ်လိုသွန်သင်ပေးထားသလဲအဲ့အတိုင်းယုံကြည်သူတာသမီတိုင်းကခြောက်လန်းသောသူများဖြစ်ဖို့အတွက်ကိုဒီမှာခွန်အားပေးထားတာဖြစ်တယ်အဲ့ကြောင့်ဖရာထာဝရမှာပါဝင်တဲ့ဖရာရဲ့တာသမီဒီကနေ့မှာဖရာရဲ့တာသမီဖြစ်ရသောအခွင့်ရရှိတာကိုတကယ်ပဲပြောပြီလား အဲ့တော့တကယ်လို့ပြောပြီးဆိုကျွန်တော်တို့နေ့စဉ်နဲ့နေ့တိုင်းသွားလာလှုပ်ရှားရမယ်ကျွန်တော်တို့ရဲ့အတိတ်ကလမ်းစဉ်ကြီးကပါလေဖခင်ရဲ့နှုတ်ကပတ်တော်အတိုင်းပဲကျွန်တော်တို့ကရှောင်းလန်းတော်သူများဖြစ်ဖို့တိတ်ပြီးကမှအရေးကြီးတယ်။တင့်ကိုတင်တကယ်ပဲတန်ဖိုးထားပြီလား။ယုံကြည်သူဖြစ်ရခြင်းဖခင်ရဲ့သားသမီးဖြစ်ရခြင်းကိုတကယ်တန်ဖိုးထားသောသူကဘလို့အသက်ရှင်ရမလဲဆိုဖခင်ရဲ့နှုတ်ကပတ်တော်ထဲမှာဖော်ပြပေးထားတယ်။ ဖာရီရှဲတွေကဖယားကိုယုံကြည်တယ်ဆိုပြီးမှဖယားနှုတ်ကပတ်တော်တီကိုသူမျက်ကိုသူသင်ပေးတယ်။ဒါပေမဲ့သူတို့အသက်တာမှာတဆက်မှလက်လျှောက်ခြင်းမရှိဘူး။သူများအထင်ကြီးအောင်တော့အသက်တာသူတို့သူများရှေ့မှာတော့အသက်ရှင်နေ။ဒါကြောင့်မဲ့ဖယားကလူတရံနဲ့မမြင်ဘူးနှလုံးသားကိုကြည့်တယ်။တခင်ယေရှုဖြစ်တဲ့အတွက်ကြောင့်မြင်လိုက်တဲ့ဖာရီရှဲတွေရဲ့နှလုံးသားကိုသင်တို့တွေဟာဖယားရဲ့နှုတ်ကပတ်တော်ကိုတော့ဆွဲကြိုက်ပြီးသွန်သင်ပေးမယ်တဲ့။ တင်တော့နှလုံးသားဟာတင်းကျိုင်းတဲ့တူတော်သူမွေဆိုးအမျိုးနဲ့တူတော်သူတွေဖြစ်တယ်ဆိုပြီးခါမှာပေါ်ပြပေးထားတယ်အဲ့လိုမျိုးယုံကြည်သူတွေကဖြောက်မှတ်တဲ့လမ်းဖယားသခင်လိုတဲ့လမ်းကြောင်းအတိုင်းကိုကျွန်တော်သွားနိုင်ဖို့အတွက်ကဘာလို့ဖို့လို့လဲဖယားရဲ့နှုတ်ကပတ်တော်အတိုင်းတတိပြုပြီးသွားရမယ်တဲ့စာလံကိုဖတ်ကြည့်ပါတုတ်တန်ချမ်းကိုဖတ်ကြည့်လိုက်ပါအဲ့မှာမြန်မာလို့ဆိုဖြောင်းမတော်သူ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 အချင်းချင်းနဲ့ကျွန်တော်တွေ့လို့ရပါတ အဖြောက်မတော်သူကဖြောက်မတော်လမ်းကိုလိုက်နိုင်ဖို့အတွက်ကတခုထဲပဲရှိတယ်အဲ့ဒါကပါလေဖရားရဲ့နှုတ်ပတ်တော်ပဲဖြစ်တယ်အဲ့တော့တင်ဟာယုံကြည်သူဖရားရဲ့သားသမီးဖြစ်လာပြီဆိုရင်တရဲ့စူတောင်းတန်ဖရားရဲ့နှလုံးသားကိုလှုပ်ခတ်နိုင်တဲ့စူတောင်းတန်ဒီကိုစူတောင်းတတ်ဖို့အတွက်ကိုသူ့ရဲ့နှုတ်ပတ်တော်မှာဖရားရှင်ကသူတင်ပေးထားတာဖြစ်တယ် ဒီကနေ့မှာလောကမှာအသက်ရှင်တဲ့အခါမှာဘယ်လိုအသက်ရှင်ရမလဲဆိုမတည်သေးတော့သူများဖခင်ရဲ့နှုတ်ကပတ်တော်ထဲမှာရှိတယ်ဖခင်တခင်လိုချင်တဲ့အရာကပါလေကျွန်တော်ရဲ့နှလုံးသားပဲဖြစ်တယ်လောကစီးစိမ်ဆိုတဲ့အရာတွေကပါလေဒီနေ့ကျကျွန်တော်ထားဖြစ်ပါလူဆိုတာနာချင်းအိုချင်းတေချင်းဆိုတာအနည်းနဲ့အမြန်လာမှာပဲတချို့လူတွေကငယ်ငယ်ရွယ်ရွယ်နဲ့နာချင်းအိုချင်းတေချင်းတော့မရှိဘဲနဲ့ချစ်ချင်းမှာဖခင်ဘဲတော့အိမ်တော်ပြန်သွားတဲ့လူတွေဒီကနေ့မှာအများကြီးပဲ လွရကက်ဆရာတခဏလေးပဲကိုင်းသောလက်ကိုမဆက်မီဆန်သောလက်ကိုမကွေးမှာတင်းနဲ့ကျွန်တော်ရဲ့အတ္တတာကိုခဏလေးပဲကျွန်တော်ပျက်စီးနိုင်တာဖြစ်တယ်ဒါပေမဲ့ထာဝရအသက်ရှင်မဲ့အတွင်းလူထာဝရနဲ့အသက်ရှင်ပြီးအာရင်ရှိပြီးမှဖန်ဆင်းတဲ့ဘုရားသခင်ရဲ့အလိုတော်ကိုသိရှိပြီးမှသူတစ်ပါးအတွက်ကောင်းကြီးမင်္ဂလာတည်ပေါ်နိုင်သောဘုရားရဲ့သားသမီးတွေဖြစ်နိုင်ဖို့အတွက်ကဘာလို့ခုလိုအပ်တယ်လဲ တန်ရှင်းစွာတက်ရှင်ပြီးမှဘုရားရဲ့နှုတ်ကပတ်တော်အတိုင်းသတိပြုတော်သူများဖြစ်ဖို့သိပြီးခမလို့အပ်တယ်။ဒါကြောင့်မဲဆာလံဆရာကြီးကအချိန်ချိန်နဲ့ကျွန်တော်ကိုပြောထားတာဖြစ်တယ်။အဲ့တော့ကျောင်းယုံကြည်သူဘုရားရဲ့သားသမီးတွေဖြစ်လာပြီဆိုနံပါတ်၁ချက်နေနဲ့ကျွန်တော်တို့ရဲ့အန်အောဖရာဘုရားဖန်ဆင်းပေးထားတဲ့အဝိညာဉ်ထာဝရအသက်ရှင်မဲ့ဝိညာဉ်ကဘာနဲ့အမြဲနဲ့ကျွန်တော်တိုက်တွေ့ရမလဲ။နံပါတ်၁အနေနဲ့ဘုရားရဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်အစဉ်အမြဲတိုက်တွေ့တော်သူများဖြစ်ဖို့လိုအပ်ပါတယ်။ ြောရရင်တော့ဖရားရဲ့နှုတ်ကပတ်တော်မိမိရဲ့နှလုံးသားထဲမှာတူထားတဲ့ဖရားရဲ့သားသမီးတွေဖြစ်ဖို့ဖရားရှင်ကအလိုတော်ရှိတာဖြစ်တယ်။ဒါကြောင့်ပဲပေါ်ပူလာစံချက်ဖြစ်တဲ့ယောရှုမတ်စာခန်းကြီးတဲ့အပိုင်ငယ်ရှိမှာစံစာကိုမဖတ်မရွက်ပဲမနေနေညမပြတ်ကြည့်ရှုဖတ်ရရမည်ဆိုပြီးကမှပေါ်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။ယောရှုမောရှေတေးပြည်နယ်မှာယောရှုနေဟာဣသေလလူများကိုဦးဆောင်ရမယ် ပညာတတ်တည်းလည်းအများကြီးရှိတယ်။တင့်တဲ့အသက်ကြီးတဲ့လူတွေလည်းအများရှိတယ်။ငယ်တဲ့လူလည်းအများကြီးရှိတယ်။ဒါပေမဲ့ယောရှုတင့်ကိုငါရွေးချယ်တယ်။ငါကျွင်းမောရှိဆုံးပြီးတဲ့နောက်မှာတင့်ကိုငါရွေးချယ်တဲ့အတွက်ကြောင့်တင်မကြောက်နဲ့တင်မကြောက်နဲ့တင်မကြောက်နဲ့တင့်ဖက်မှာငါတူပါရှိတယ်။ဘုရားသခင်ကိုယ်တိုင်ကယောရှုကိုခွန်အားပေးထားတယ်။ဒါမဲ့ခွန်အားပေးပြီးတော့လည်းပြီးလာသူတခုတောင်းဆိုတဲ့အရာကဒါပေမဲ့ နာရဲ့တမာတရားဖြစ်တဲ့နှုတ်ကပတ်တော်ကိုမဖတ်မရွက်ပဲတဆက်လင်းပါမနေနဲ့နေတိုင်းဖတ်ရွက်ပါဖတ်ရပြီတော့နဲ့ပြီတာမပြီးဘူးဘာလို့လဲနေညမပြတ်စင်ချင်ရမယ်တဲ့နေဖတ်တဲ့တမာတရားဟာစင်ချင်လာတဲ့ခါမှာတဲ့ရဲ့အထဲမှာထာဝရအသက်ရှင်တဲ့ဟာတကယ်ပဲအမေရာအသက်ရှင်ပြီးကြီးထွားသလား အဲ့ဒုက္ခဘတ်ကတင့်ကိုဘလို့စကားပြောတယ်လဲဆိုတာကိုအစင်အမြင့်နဲ့ကျွန်တော်ချီရှိတော်သူများဖြစ်ရမယ်ဆိုပြီးခမတိမှာပေါ်ပြပေးထားပါတယ်။အကြောင်းပရိယထဘောမှာပါဝင်တဲ့ဘုရားရဲ့တာသမီးဒီဒီကနေ့မှာဘုရားရဲ့နှုတ်ကပတ်တော်ကကျွန်တော်ကိုပြုတ်ပြင်သလား။နေတိုင်းဘုရားရဲ့နှုတ်ကပတ်တော်ကိုဖတ်ကြတယ်။နေတိုင်းဆူတောင်းတယ်။တနင်္ဂနွေနေ့ရောက်တိုင်းမှာကျွန်တော်အများရောဗိမာန်တော်ထဲမှာသွားတယ်ဆူတောင်းတယ်။တမက် သာဝရဖဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့အတ္တတာထဲမှာစကားပြောသလားကျွန်တော်ရဲ့အတွင်းလူကတဏီပိတဏီကြီးထွားသလားမဟုတ်ပဲねဇာတိကပဲတဏီပိတဏီကြီးထွားသလားဒါမဲ့သာဝရဖျားကတော့သူချစ်တဲ့ဖျားရဲ့တာသမီတွေကိုပါဖြစ်စေခြင်းတည်းလေငါရဲ့တာသမီတွေ လောက်ကဘတ်တော်ကိုတင်ရတဲ့နှလုံးသားထဲမှာတူထားပါဆိုပြီးခါမှဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။ဘသူတွေကဖရားရဲ့လောက်ကဘတ်တော်နှလုံးသားထဲမှာတူထားတယ်လေ။ကျမ်းစာထဲမှာဖရားရဲ့လူအများကြီးပါ။ယောဘရဲ့တက်တာကြီးပါ။ဒုက္ခဆင်းရဲကြုံတွေ့တဲ့အခါမှာတေချင်းတရားတွေကြုံတွေ့တဲ့အခါမှာစီးစိမ်ဥစ္စာတွေပျောက်ဆုံးတဲ့အခါမှာသူချစ်ဆုံးသားသမီးတွေကွယ်လွန်သွားတဲ့အခါမှာတေချင်းတရားနဲ့ရင်ဆိုင်တဲ့အခါမှာလူတိုင်းဖြားနာခြင်းကျမ်းမာခြင်းဆိုအကြောက်ဆုံးသောအရာ ခန္ဓာကိုယ်ချို့တက်လာတဲ့အခါမှာယောဘကတော့နှုတ်ကပတ်တော်ကိုဆွဲကြိုက်တယ်။ဆွဲကြိုက်တဲ့အခါမှာနောက်ဆုံးမှာတဆတော့ကောင်းကြီးမိင်္ဂလာခံစားရတယ်။ဒီကိရိမာပရိယထာဝါမှာပါဝင်တဲ့ဘုရားရဲ့တာသမီတွေဒီနေ့မှာကျွန်တော်စိတ်တက်ကြနေတဲ့အချိန်မှာဘာကိုဆွဲကြိုက်တယ်လဲ။ကိုယ့်ရဲ့မာနတွေကိုပဲကျွန်တော်ဆွဲကြိုက်တယ်လား။ကိုယ့်ရဲ့စီးစိမ်အုပ်စာကိုပဲကျွန်တော်ဆွဲကြိုက်တယ်လား။ကိုယ့်ရဲ့တာသနာကြီးငါမတော့မစ်ရှင်တလောက်ရှိတယ်။ ငါဘာလို့ငွေကြီးဒီလောက်ရှိတယ်ဆိုတဲ့အရာဒီကိုပဲကျွန်တော်ကဆွဲကြိုင်ပြီးမှအသက်ရှင်တဲ့ဘုရားရဲ့သားသမီးတွေဖြစ်သလားဒါမဲ့ယောရှုကိုဖျားပြောတာကသူ့ရဲ့စီးစိမ်ဥစ္စာသူ့ဖေးတဲ့အရာတစ်ခုမှမပြောဘဲနဲ့နတ်ရဲ့နှုတ်ကပတ်တော်ကိုနေညာမှာပြည့်စင်ချင်အောင်မိပါတင်သွောမဲ့နတ်ဟာခက်ခဲမဲ့ကြမ်းတမ်းမဲ့တိုက်ရမဲ့ခိုက်ရမဲ့ နင်တိုင်းပြည်ဒီကိုတိုင်းပပီကမအဲ့ဟန်နင်တော့ရမယ်နောက်ဆုံးမှာဂရီပင်းထားတဲ့အဗရာဟံဂရီပင်းထားတဲ့ဂရီတိုင်းပြည်ကိုနေရောက်ဖို့နိုင်ဖို့အတွက်ကိုသူတောင်းဆိုတဲ့အရာတစ်ခုတည်းကငါရဲ့နောက်ကပတ်တော်ကိုနေညာမပြတ်စင်ချင်အောင်မေးပါဒီတစ်ခုပဲတောင်းဆိုတယ် Battle Harvest City Fellowship ရဲ့ Prayer Tower မှာပါဝင်တဲ့ဘုရားရဲ့သားသမီးတွေ online အဖြစ်ကြီးစုပါဝင်နေတဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသက်တာမှာအ ြင်နေတဲ့အရာကလောကစီးစိမ်ဥစ္စာကပဲတင့်ရအတွင်းလူကိုမောင်းနေနေသလားမဟုတ်ဘဲနဲ့ထာဝရဘုရားရဲ့နောက်ကဘတ်တော်ကပဲတင့်ကိုမောင်းနေနေသလားဆိုတော့ကိုယ့်ကိုယ်ရဲ့အသက်တာကိုပြန်လည်ပြီးမှစမ်းစစ်ပြီးမှဘုရားရဲ့အလိုတော်တိုင်းယောရှုခဲ့တို့ဘုရားရဲ့နောက်ကဘတ်တော်အတိုင်းကျွန်တော်ရှောက်လန်းတဲ့ဘုရားရဲ့သားသမီးတွေဖြစ်ဖို့အတွက်ကိုနံပါတ်၁ချက်နေနဲ့ကျွန်တော်ခေါင်းအားပေးချင်ပါတယ်အဲ့ဘုရားရဲ့နောက်ကဘတ်တော်ကိုကျွန်တော်နှလုံးသားထဲမှာတူထားလာတဲ့အခါမှာဘာဖြစ်လာသလဲ ဖရားရဲ့အလိုတော်အတိုင်းဆုတောင်းတတ်တော်သူတွေဖြစ်တယ်။ဒီကလေးမှာကျွန်တော်ရဲ့ဆုတောင်းတာကိုပြန်ပြီးခါမှစဉ်းစားကြည့်ပါ။ကျွန်တော်တို့ဆုတောင်းတန်ဟာဖရားရဲ့နှလုံးသားကိုထိတို့ထိနိုင်တဲ့ဆုတောင်းချက်တွေဖြစ်သလားဆိုတာပြန်ပြီးခါမှစဉ်းစားကြည့်။သင်ကိုယ်တိုင်ဒုက္ခဆင်းရဲကြုံတွေ့ရတယ်။သင်ရဲ့မိသားစုတွေနေမကောင်းတော့ဘူး။သင်ရဲ့မိဘတွေခက်ခဲခြင်းတွေကြုံတွေ့နေရတဲ့ခါမှာတင်မျက်ရည်ကြတဲ့ခါမှာတင့်ရဲ့နှလုံးသားကဘုရားရှင်ရှိမှာဘယ်လိုဆူတောင်းကြလဲ စကားအများကြီးတော့မပြောဘဲနဲ့ဖယားရဲ့ရှေ့မှာ တရားမှာတရားနှလုံးသားကိုပုံအပ်ပြီးမှမျက်ရည်ပေါက်ပေါက်ကြပြီးခါမှတုံလေးခွန်ပြောတဲ့စကားကိုဖယားရှင်ကနားညောင်းတယ်ဒီကနေ့မှာသူများရဲ့ရှေ့မှာလှပတဲ့စကားလုံးကြီးတုံပြီးခါမှဆူတောင်းတော့သူဖြစ်သလားခရိယာဖြစ်လို့ကျွန်တော်ဆူတောင်းရမယ်ဆိုတော့ရိုးရာဒလိခရိယာရဲ့ထုံနှဲစင်လာအတိုင်းပဲကျွန်တော်တို့ကအသက်ရှင်တော့သူတွေဖြစ်သလား ဘသူရိရှိတယ်လေရှေလုကာခရစ်ဝင်ကျမ်းအခန်းကြီး16ပိုင်းငယ်94မှာယေရှုကပုံဥမာဖော်ပြပေးထားတယ်ဖာရီရှဲနဲ့ခွန်ခိုင်းရဲ့အကြောင်းဖာရီရှဲကတော့ယေကောဖခင်ရဲ့ရှေ့မှာအိုးဖခင်သခင်သူတပါးနဲ့ကိုအနိုင်အထက်ငါမလုပ်ဘူးမတရားသဖြင့်လည်းမခြင်းဘူးနော်ဆိုပြီးကိုကိုကိုအယမဲ့ဝါချွားတဲ့အစာရှောင်းတဲ့အကြောင်းအလှူပေးတဲ့အကြောင်းအများကြီးကိုသူကဝါချွားပြီးခါမှာဖခင်ရဲ့ဗိမ္မာန်တော်ထဲမှာပြော သူနဲ့ဆန့်ကျင်ဘက်မှာဘယ်သူရှိလဲခွန်ခံအခွန်ခံကတော့ဘာပြောလဲကိုကိုကိုမြင်တဲ့အခါမှာငါဟာမထိုက်တတ်ဘူးဆိုတာမြင်တဲ့အခါမှာကောင်းကင်ကိုတော့မမမောကြည့်ဝင်မယ်ရင်ဘက်ကိုခက်လက်အိုးဖရာသခင်အပြစ်များတော့ကျွန်တော်ကိုတနာချင်းကယုနာစိတ်ရှိတော်မူပါဘူးဆူတောင်းတယ်အဲဆူတောင်းတဲ့နှစ်ခုကိုခရစ်တော်ကတမန်တော်၁၂ပါးကိုမေးလိုက်တယ်ဘသူရဲ့ဆူတောင်းတာကိုဖရာကနားညောင်းမလဲဆိုရင် အခွန်ခံရဲ့ဆူတောင်းတန်ကိုနားညောင်းမယ်လို့ဖော်ပြပေးထားတယ်။ဒီကနေ့ prayer tower မှာကျွန်တော်ပါဝင်တဲ့အခါမှာကျွန်တော်ဆူတောင်းတာက farishay ကတူပဲကျွန်တော်ဆူတောင်းတော့သူဖြစ်သလား။နေတိုင်းဆူတောင်းတဲ့နေရာမှာပါဝင်ပြီးမှကျွန်တော်တို့ရဲ့တဏ္ဍကဘာဖြစ်လို့တနေပြီးတနေဇာတိပိုင်းမှာပဲကြီးထွားတယ်လေ။ဆူတော့တောင်းမှာရဲ့ဘာဖြစ်လို့တနေပြီးတနေဖျားရဲ့တဏ္ဍနဲ့မတူတယ်လေ။ အကြောင်းဆူတောင်းသောသူများဖရားရဲ့သားသမီးတွေကျွန်တော်ပြန်ပြစ်ခါမှာစင်ချင်ဖို့တည်ရည်ကြီးတယ်ဆူတောင်းတယ်လို့ပြောတဲ့ခါမှာဆူတောင်းတဲ့ခါမှာဖရားနဲ့တူထီလာတဲ့ခါမှာကိုယ့်ရဲ့တရံကတနေပြီးတနေကျွန်တော်ဝိညာဉ်ကြီးရကြီးထွားပြီးကျွန်တော်တရံကဖရားရဲ့ပုံတရံကိုပြောင်းနေသောသူများဖြစ်ဖို့ဖရားရှင်လိုတော်ရှိတာဖြစ်တယ် Bethlehem City Fellowship Prayer Tower မှာပါဝင်တဲ့ဖရားရဲ့သားသမီးတွေ online အားဖြင့်ကြီးစုပါဝင်နေတဲ့ဖရားရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသက်တာကတော့ ကျွန်တော် prayer tower 3နာရီလောက်လောက်ကျွန်တော်ဆူတောင်းတယ်မနေ့ညနေပုံမှန် Monday to Sunday ကျွန်တော်နေ့တိုင်းဆူတောင်းတယ် what do you die မလဲဆူတောင်းတဲ့အရာတွေက farishay ကဲ့သို့ပဲသူများရှိမှလှပတဲ့စကားလုံးတွေနဲ့ကျွန်တော်ကဆူတောင်းတယ်လားမဘယ်အခုကံကဲ့သို့နှလုံးသားကို prayer ရှိမှတရားမှတရားတွင်လောင်းပြီးခါမှကျွန်တော်ဆူတောင်းတော့သူများဖြစ်သလားပြန်ပြီးခါမှဆင်ခြင်ဖို့တည့်ရေးရှိတယ်တေဟာဖျားရဲ့နှလုံးသား ဖယားကနှုတ်ကပတ်တော်ပေးထားတဲ့တိတ်နှလုံးသားထဲမှာတကယ်သူထားသောသူရဲ့အသက်တာဟာအခွန်ခံခဲ့သူစုတောင်းတတ်သောသူတွေဖြစ်တယ်။ဘာဖြစ်လို့လဲ။ကိုချင်းစာတရားအမြဲတမ်းရှိပါတယ်။ဖယားကိုမတီသေးသောသူတွေအတွက်မျက်ရည်ပေါက်ပေါက်ကျနိုင်တယ်။သာသနာအတွက်ကိုသူတို့အတွက်အစင်အမြဲနဲ့သူတို့အားထုတ်သောသူတွေဖြစ်တယ်။နံပါတ်၁နေရာမှာ သူတပါးအတွက်ပဲစဉ်းစားတယ် နံပါတ်၄နေရာမှာတူတပတ်အတွက်ပဲစဉ်းစားတယ်။နံပါတ်၃တူတပတ်အတွက်ပဲစဉ်းစားတယ်။ဒီကိမှာဖះကိုချစ်တဲ့ဖះရဲ့တာသမီးတွေကျွန်တော်မိသားစုတွေမှာတော့ငါတို့မိသားစုအတွက်ကျွန်တော်အတွက်ကျမအတွက်ကျွန်တော်တို့အတွက်အကုန်လုံးပဲကျွန်တော်တို့အတွက်နေပဲကျွန်တော်ဆူတောင်းတော်သူတွေဖြစ်သလား။ ကျွန်တော်တို့ရဲ့အသင်းတော်ကြီးပဲကြီးပါစေကျွန်တော်တို့ကျွန်တော်တို့ဆိုတဲ့ငါငါငါဆိုတဲ့အတ္တမာနတွေနဲ့ပဲကျွန်တော်တို့ကဆူတောင်းတော့သူများဖြစ်သလားငါအသင်းတော်ဟာအကြီးမားဆုံးဖြစ်ပါစေငါအသင်းတော်ဟာကဘာမှာဖျားသုံးတော်ကံဖြစ်ပါစေအဲ့လိုပဲကျွန်တော်ဆူတောင်းတော့သူတွေဖြစ်သလားအရာအလုံးကိုငါနဲ့ပဲကျွန်တော်ကဆုံးသတ်တော်သူတွေဖြစ်သလားဖာရီရှဲကဲ့သို့ဆူတောင်းတော်သူများမဖြစ်မိဖို့မိမိကိုယ်ကိုပြန်လည်ပြီးခမဆင်ချဖို့တိတ်ပြီးခမအရေးကြီးပါတယ် ဒါပေမဲ့အခွန်ခံရဲ့ဆုတောင်းတာကိုတော့ဘုရားကနားညောင်းတယ်။ဘာဖြစ်လို့လဲ။ဖယားကသူ့ရဲ့နှလုံးသားကိုသိရှိတဲ့အတွက်ကြောင့်ဖြစ်တယ်။အဲ့ဒါကြောင့်နမနှစ်နေနဲ့ကျွန်တော်တို့ကကျွန်တော်တို့နှလုံးသားထဲမှာဖယားရဲ့နှုတ်ကပတ်တော်တူထားလို့ရှိရင်ဖယားရဲ့နှလုံးသားကိုလှုပ်ခတ်စေတဲ့ဆုတောင်းတတ်တော်သူတွေဖြစ်လာတယ်။အဲ့နှလုံးသားမှာဆုတောင်းတတ်တော်သူတွေဖြစ်လာတဲ့အခါမှာဘာဖြစ်လာတယ်လဲ။အဲ့ရဲ့အကျိုးဆက်ကဘာဖြစ်လာတယ် ဖရားရဲ့ဘုံတော်ထင်ရှားလာတယ်ဆိုတော့ကိုကျွန်တော်တွေ့လို့ရတယ်ဒီကနေ့မှာကျွန်တော်စိတ်နှလုံးသားအကျွမ်းမဲ့နဲ့ဆူတောင်းတဲ့အရာဒီကနေ့မှာဖရားရှင်ကကျွန်တော်တို့ကိုကောင်းချီးပေးပါတယ်ဒီကနေ့မှာခက်ခဲစွာဖြစ်အသက်ရှင်နေတဲ့အချိန်မှာကျွန်တော်ကောင်းမှုစွာဖြစ်စားတောင်းနိုင်တော့ဖို့ဖရားရှင်ပြင်ဆင်ပေးတယ် ကောင်းမှုစွာဖြင့်နေထိုင်နိုင်တော့ခုံကိုပြင်ဆင်ပေးတယ်ကောင်းမှုစွာဖြင့်ကျွန်တော်တို့ကမကြမ်းကြမ်းမှမှနဲ့နေထိုင်နိုင်တော့ခုံကိုပြင်ဆင်ပေးတယ်ကောင်းကောင်းမှုမှဖြင့်ဝတ်ပြုနိုင်တော့ခုံပြင်ဆင်ပေးတယ်ကောင်းကောင်းမှုမှဖြင့်သူများအတွက်စုတောင်းနိုင်တော့ခုံပြင်ဆင်ပေးတယ်နောက်ဆုံးမှာကိုယ်ကိုယ်ကိုတတ်တော်မှဖျားရှင်ကပြင်ဆင်ပေးတာဖြစ်တယ်အဲ့တော့ကြောင်းအဲ့အရာအားလုံးကိုကျွန်တော်ကြုံတွေ့ခါမှာပါအတွက်လေဖရားရဲ့ဘုန်းတော်ထင်ရှားဖို့အတွက်ပဲဖြစ်တယ်။အဲကြောင့်ဒီကနေ့မှာ ကျွန်တော်ဖရာထာဝမှာပါဝင်တော့ဖရာရဲ့သားသမီးတွေ online အပြင်ကြီးစုပါဝင်နေတဲ့ဖရာရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသက်တာဟာပြောင်းမဆွာဖရာရဲ့အလိုတော်အတိုင်းရှောက်လန်းနိုင်တော့သူများဖြစ်ဖို့အတွက်ကအရေးကြီးဆုံးသောအရာကဘာလဲဖရာရဲ့နောက်အဘတော်အတိုင်းအသက်ရှင်တော့သူများဖြစ်ဖို့လိုအပ်တယ်ဘလို့အသက်ရှင်ရမလဲတရိပ်ပြူပါတဲ့ ဖယားရဲ့နှုတ်ကပတ်တော်ကိုစင်ချင်းပြီးမှသရီပြူပြီးနေထိုင်သွားတာတော့သူများဖြစ်ပါဆိုပြီးခါမှဒီကနေ့မှာဖယားရှင်ကခေါ်အပ်ပေးထားတာဖြစ်တယ်။အကြောင်းဒီကနေ့မှာပြန်ပြီးခါမှစင်ချင်းကြည့်လိုက်။ဖယားရဲ့နှုတ်ကပတ်တော်ကအချင်းလူပြင်းတင်းဒီသွားပြီးခါမှဘယ်သူရှိမှတည်ယူမှာပယောစစ်ရှိမှတည်ယူမှာပညာမတတ်တိုးသူတွေပညာတတ်နိုင်ဖို့တက်ကိုပညာဟာတန်ဖို့ဘလောက်ရှိတယ်လဲဆိုတုတ်တန်ချမ်းမှာပေါ်ပြပေးထားတယ် အဲ့ပိညာရဲ့အထုတ်ချခဲ့ပူကြီးတဲ့အရာကပါလေထာဝရဘုရားကိုကြောက်ရွံ့ခြင်းပဲဖြစ်တယ်စัจ java လာတခုလုံးကိုဘုရားရှင်ဖန်ဆင်းတာကပိညာအဖြစ်နဲ့ဖန်ဆင်းတယ်ဆိုတော့ကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲကြောင့်ဒီကနေ့မှာဖရိယထာဝရမှာပါဝင်တဲ့ဘုရားရဲ့တာသမီတွေကိုကိုကိုတေချာလေးပြန်ပြီးခါမှစဉ်းစားကြည့်လိုက်အသက်တာကတော့တနေပြီးတနေကြီးထွားတယ်မကြိုက်လက်ဒီနေ့ session နဲ့ဆိုတော့နောက်နေ့ဆက်ကိုနဲ့ မကြိုက်လည်းဒီနှစ်30ဆိုနောက်နှစ်ဆို31မကြိုက်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 တင့်အတက်ဟာတနေပြီးတနေကြီးထွားလိုက်မယ်။ဒါပေမဲ့တင့်မှာရွေးချယ်ဖို့ဘုရားကထားပေးထားတဲ့အရာကတင့်ရဲ့အတက်ဝိညာဉ်ထာဝရအသက်ရှင်မဲ့အတက်ဝိညာဉ်ကိုဘယ်အရာဖြစ်ကျွေးတယ်လဲ။ဇာတိဆိုတဲ့ငွေကြီးကြီးရဲ့လောကအစည်းအဝေးဥစ္စာတွေနဲ့ပဲနေတိုင်းကျွေးဝေးပြီးကမှတင့်ရဲ့ဝိညာဉ်ကိုခင်ပန်းနှိမ့်ဆက်တော်သူဖြစ်နေပြီလား။ တို့မဟုတ်ဖရားရဲ့နှုတ်ကပတ်တော်အပြင်မှာအစဉ်အမြဲကြီးထွားပြီးခါမှာဖရားရဲ့နှုတ်ကပတ်တော်နဲ့ကြွေးမွေးပြီးမှသူတပားကိုကောင်းချီးပေးနိုင်တော့သူတွေဖြစ်နေပြီလားအဲဒီကြောင့်ဒီကနေ့မှာဖရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ဆွဲလန်းပြီးခါမှာသူ့ရဲ့တာသမီတွေကလောကမှာတန်ရှင်းစွာအသက်ရှင်ပြီးနှုတ်ကပတ်တော်အတိုင်းတရီပြူပြီးသွားပြီးခါမှာဘာလို့ခုလဲဖရားရဲ့ဘုန်းတော်ကိုထင်ရှားစေနိုင်တဲ့ဖရားရဲ့တာသမီတွေ သူတပားကိုကောင်းကြီးမိန်လာအဖြစ်ဘေးကနိုင်တော့သူတပားအဲကောင်းကြီးမိန်လာဘေးကနိုင်တော့သူများဖြစ်ဖို့ဘုရားရှင်ကအလိုတော်ရှိတာဖြစ်တယ်ကျွန်တော်တို့ဘုရားရဲ့သားသမီးလောကမှာဘုရားရှင်ကဒီကနေ့မှာအသက်ရှင်ခိုင်းတဲ့အကြောင်းရင်းအဓိကကသူတပားအတွက်ဆူတောင်းပေးတော်သူများတိုင်းနိုင်ငံအတွက်ဆူတောင်းပေးတော်သူများတက္ကပါလုံးအတွက်ဆူတောင်းပေးတော်သူများသူတပားကိုကောင်းကြီးမိန်လာပေးတော်သူများဖြစ်ဖို့ဘုရားရှင်ကအလိုတော်ရှိတာဖြစ်တယ် ဒါကြောင့်မရှင်ပေါ်လူကအကြိမ်ကြိမ်ပြောတယ်။ငါရဲ့ဖျားကိုချစ်တဲ့ဖျားရဲ့သားသမီးတွေယုံကြည်သူတွေအထက်အရာကိုဆွဲလာမအောင်အရာတွေကိုမဆွဲလာနဲ့။လောကအရာတွေကိုမဆွဲလာနဲ့။ကောင်းကင်အရာကိုဆွဲလာမှာလို့ဖော်ပြပေးထားတယ်။အကြောင်းဒီကနေ့မှာလဲဖျားထားပေါ်မှာပါဝင်တဲ့ဖျားရဲ့သားသမီးတွေနောက်ပြီးတော့ online အပြင်ချိရှုနေတဲ့ဖျားရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသက်တာထဲမှာ ဖယားသခင်ကိုဆွဲလန်းပြီးမှ သူ့ရဲ့နှုတ်ကပတ်တော်ကိုတရိပ်ပြုပြီးမှအစင်အမြဲနဲ့ကျွန်တော်ရှောင်းလန်းတဲ့ဖယားရဲ့တာသမီတွေဖြစ်ကြရအောင်ဖယားရဲ့နှလုံးဖယားရဲ့နှုတ်ကပတ်တော်ကိုနှလုံးသားထဲမှာတူထားပြီးမှဖယားရဲ့နှလုံးသားကိုလှုပ်ခတ်နိုင်တဲ့စူတောင်းတန်နေအဖြစ်အစင်အမြဲစူတောင်းတဲ့ဖယားရဲ့တာသမီတွေဒုက္ခစီရဲ့ကြုံတွေ့နေသောသူများစားဆရာမရှိသောသူများ တိုင်းနိုင်ငံအတွက်စုထောင်းသောသူများအဲရောက်စီတိုင်းဖြစ်ကြရအောင်လို့ဒီနေ့ညမှာကျွန်တော်ခွန်အားပေးချင်ပါတယ်။ကြားနာတော့ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။